မင်္ဂလာညချမ်းပါရှင်။နိုဝင်ဘာလ10ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုစတင်ပေးထားရတဲ့ထုတ်လင့်တင်ဆက်ပေးသွားတော့မှာပါ။ဒီနေ့ညပိုင်းသတင်းတွေမှာတော့ KK Park နေမြေအတွင်းမှာရှိတဲ့အဆောက်အုံ148လုံးအနက်အဆောက်အုံ100လုံးကိုဖြိုချဖျက်ဆီးပြီးကျန်ရှိတဲ့48လုံးကိုလည်းဆက်လက်ဖြိုချသွားမယ်ဆိုတဲ့သတင်းရန်ကုန်ဝန်ထမ်းအမြန်လမ်းမှာဒီမှာရင်းနှီးပရိတ်ပေါက်ပြီးခံဝေးရန်ကိုဝင်တိုက်မိပြီးကလေးတအူးတည်ဆုံခဲ့တဲ့သတင်း ထိုးဆက်ဆန်တဲ့လူရက်တွေပုံမပြတာသွားမယ်လို့မြောက်ကိုရီးယားသတိပေးခဲ့တဲ့တဲ့တူရကီမှာရေမွေးကုံလောင်ယုံမှာမီးလောင်ပြီးလူ၆ဦးသေဆုံးခဲ့တဲ့တဲ့နဲ့ဘာစီလိုနာမှာနေမာသွင်းယူခဲ့တဲ့ဂိုးအရေအတွက်ကိုလီဝန်ဒေါစကီကြော်ဖြတ်ခဲ့တဲ့တဲ့အဆရှိတဲ့တဲ့နေ့ကိုတင်ဆက်ပေးပါမယ်။ဦးဆောင်တဲ့ဒီပုံနေနဲ့ KK Park နေမြေအတွင်းမှာရှိတဲ့အဆောက်အုံ148လုံးအနက် အဆောက်အုံတရတလုံးကိုဖြိုချဖျက်ဆီးပြီးကြံရှိတဲ့48လုံးကိုလည်းဆက်လက်ဖြိုချသွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KK Park နေမြေအတွင်းမှာရှိတဲ့အဆောက်အုံ148လုံးအနက်အဆောက်အုံ100လုံးကိုဖြိုချဖျက်ဆီးပြီးကျန်တဲ့48လုံးကိုလည်းဆက်လက်ဖြိုချမယ်လို့နိုဝင်ဘာ9ရက်နေ့ထုတ်နိုင်ငံပိုင်သတင်းစာတွေမှာဖော်ပြမှုအရသိရပါဗျာ။ မြန်မာနိုင်ငံတွင်းကိုထိုင်းနိုင်ငံအပေါင်းဝင်အင်ဒီဂျင်းနိုင်ငံတချို့ကိုတဆင့်ကန်ဖြတ်တမ်းပြီးနေဆက်လမ်းကြောင်းတွေကနေတရားမဝင်ဝင်ရောက်လာပြီးကင်ပြင်းနယ်မြောက်ရီမြို့မဲထော်တလေ KK Park နေမြေတွေမှာအွန်လိုင်းလောင်းကစားမှုတွေနဲ့ဒုစရိုက်မှုတွေကျူးလွန်ခဲ့တဲ့ပြည်ပနိုင်ငံသားတွေကိုစစ်ဆေးဖော်ထုတ်ပြီးသက်ဆိုင်ရာနိုင်ငံတွေကိုဥပဒေလုံထုံးလုံနေတွေနဲ့အညီစနစ်တကျလွှဲပြောင်းပေးရလျက်ရှိတဲ့အပြင်ရင်းတို့စုဖွဲ့နေထိုင်ခဲ့ကြတဲ့ GigaBug အတွင်းမှာရှိတဲ့အဆောင်အုံတွေကိုဖျက်ဆီးရှင်းလင်းတဲ့လုပ်ငန်းတွေကိုဆောင်ရွက်နေပြီဖြစ်တယ်လို့သိရပါတယ်။အဆိုပါ မြောက်ရီမဲထော်တလေကေကေပါငယ်မြေကအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလေလံမှုတွေနဲ့ဒွေးစရိုက်မှုတွေကျွလွန်တဲ့နေရာတွေမှာတထက်လူနေအဆောက်အုံတစ်လုံးနှစ်ထက်လူနေအဆောက်အုံ၈၀သုံးထက်လူနေအဆောက်အုံ၈လုံးလေးထက်လူနေအဆောက်အုံ၂၈လုံး၉ထက်လူနေအဆောက်အုံတစ်လုံးဈေးဆိုင်နဲ့လူနေ၄ထက်အဆောက်အုံနှလုံးစားတောက်ဆိုင်နဲ့လူနေ၂ထက်အဆောက်အုံတစ်လုံးကိုရောင်၁၂လုံး၆ထက်ဟိုတယ်တစ်လုံးဂျင်းအကားစားခန်းမတစ်ခု၂ထက် KTV အဆောက်အုံတစ်လုံး၂ထက် SPA အဆောက်အုံတစ်လုံး လေးထက်ဆေးရုံအဆောက်အုံတစ်လုံး၊နှစ်ထက်ကန်တင်အဆောက်အုံနှလုံး၊နှစ်ထက်ဈေးဆိုင်အဆောက်အုံနှလုံး၊သုံးထက်လူနေလိုင်းကန်အဆောက်အုံသုံးလုံး၊စုစုပေါင်းအဆောက်အုံ148လုံးတည်ရှိခဲ့တယ်လို့သိရပါတယ်။ဒါပြင်ပန်းခြံတွေ၊အားကစားရုံတွေ၊ဖူးဆေးကွင်းတွေ၊ပိုက်ချော်ခြင်းကွင်းတွေ၊ဘတ်စကတ်ဘောကွင်းတွေလည်းတည်ရှိပြီးအခုအခါဒီနေ့မြေအတွင်းမှာရှိတဲ့အဆောက်အုံတွေအားလုံးကိုဖြိုချဖျက်ဆီးလျက်ရှိရာအဆောက်အုံတရတလုံးကိုဖြိုချဖျက်ဆီးပြီးကျန်တဲ့48လုံးကိုလည်းဆက်လက်ဖြိုချဖျက်ဆီးသွားမယ်လို့သိရပါတယ်။ ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမှာရင်တစည်းပရိတ်ပေါက်ပြီးဂရီတန်ကိုဝင်တိုင်းပြီးပြီးကလေးတဦးသေဆုံးခဲ့ရတဲ့သတင်းကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်။ရန်ကုန်မန္တလေးအမြန်လမ်းမကြီးမှာရင်တစည်းပရိတ်ပေါက်ပြီးဂရီတန်ကိုဝင်တိုင်းပြီးပြီးအမျိုးသားတဦးသေဆုံးခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။နိုဝင်ဘာ10ရက်နေ့မနက်6:55မိနစ်ခန့်ကရန်ကုန်မန္တလေးအမြန်လမ်းမကြီးမိုင်တာအမှတ်102မိုင်9ဖာလုံနဲ့102မိုင်3ဖာလုံအကြားမှာ စူဇကီအာဒီကအမျိုးသားအဖြူအောင်ရင်ဟာရှေ့ဘိန်းပေါက်ပြီးလမ်းမင်းမှာကာယံထားတဲ့ဂရေးတန်းကိုဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်းသတင်းရတဲ့အတွက်135မိုင်အမြန်လမ်းမိသက်စခန်းကတန်တင်မိသက်တပ်ဖွဲ့ဝင်တွေနဲ့ရှောင်းဖွေကေစိန်လုပ်ငန်းတွေတောင်းရောက်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ရေတိုက်မှုကြောင့်ရင်မောပါကြား3ဦး၊မ2ဦး၊ကလေး2ဦး၊စုစုပေါင်း6ဦးအနက်ကလေးတအူးသေးဆုံးခဲ့ပြီး135မိုင်တက်ချိန်နေအသင်းရှင်နဲ့ဖြူးပြည်သူစင်းရုံကိုကုညီပို့ဆောင်ပေးခဲ့တယ်လို့ထုတ်ပြန်ကြအရသိရပါတယ်။ က်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ထိုးစစ်ဆန်တဲ့လုံရက်တွေကိုပုံမပြသသွားမယ်လို့မြက်ကိုရီးယားသတင်းပေးခဲ့တဲ့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်။ထိုးစစ်ဆန်တဲ့လုံရက်တွေကိုပုံမပြသသွားမယ်လို့မြက်ကိုရီးယားကာကွယ်ရေးဝန်ကြီးကနဝမရှိရက်ကသတိပေးခဲ့ပါတယ်။မြောက်ကိုရီးယားရဲ့နောက်ဆုံးအကြိမ်ပဲထိန်ဒုံးကျည်ပြလုံမှုကိုအမေရိကန်နဲ့တောင်ကိုရီးယားတို့ကဝေဖန်ခဲ့ပြီးတဲ့နောက်မြောက်ကိုရီးယားရဲ့သတိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ တောင်ကိုရီးယားကိုအမေရိကန်သမ္မတဒိုနယ်ထရမ့်လာရောက်ခဲ့ပြီးတဲ့နောက်သတင်းတစ်ပတ်အကြာနိုဝင်ဘာ9ရက်မှာမြန်ကိုရီးယားကပယ်ထိန်ဒုံးကျည်တစင်ပြင်လွှတ်ခဲ့တာဖြစ်ပါတယ်။မြောက်ကိုရီးယားဟာဂျပန်ပင်လယ်လို့လူသိများတဲ့အရှိပင်လယ်အတွင်ကိုအမျိုးမြင်မသိပဲထင်းတုံးကြီးပြင်လွှတ်ခဲ့တာဖြစ်တယ်လို့တောင်ကိုရီးယားပိုရင်စေဦးစီးချုပ်များအဖွဲ့ JCS ကပြောကြားခဲ့ပါတယ်။ထီတုံးကြီးဟာဂျပန်ရဲ့အစည်းအဝေးရေရေပိုင်နဲ့အပြင်ဘက်ကိုကျရောက်ခဲ့ပြီးထိခိုက်မှုတစုံတရာမရှိကြောင်းဂျပန်ဝန်ကြီးချုပ်ဆာနာအဲတာကာအီချီကပြောပါတယ်။ မြောက်ကိုရီးယားဟာဒီဒုံးကျည်ကိုပျုံယမ်းမြို့တော်မြောက်ဖက်ကနေပြစ်လွတ်ခဲ့တာဖြစ်ပြီးဒုံးကျည်ဟာကီလိုမီတာ900435မိုင်အကွာအဝေးအထိပြန်တန်းခဲ့ကြောင်းတောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့ပါတယ်။အမေရိကန်ဟာတောင်ကိုရီးယားရဲ့လုံခြုံရေးကိုချင်းချောက်ဖို့၎င်းတို့ရဲ့စီးရင်လှုံ့ဆော်မှုတွေကိုပိုပြီးမြင့်တင်လာကြောင်းနဲ့ဒါဟာဒေတာရင်းနိုင်ငံရေးနဲ့စီးရင်တင်းမာမှုမြင့်တက်စေဖို့ဤရွယ်ချက်ရှိရှိလှုံ့ဆော်တာဖြစ်ကြောင်းမြောက်ကိုရီးယားကာကွယ်ဝင်ကြီးနိုကွမ်ချိုက ပြောပါတယ်။ကျွန်တော်တို့ကရန်သူတွေရဲ့ချင်းချောက်မှုကိုစန့်ကျင်တဲ့ ပေါ်ပြီးထိုးစစ်ဆန်တဲ့လုပ်ရက်တွေကိုပြသသွားမှာပါလို့노ကပြောကြားခဲ့ကြောင်းမြောက်ကိုရီးယားနိုင်ငံပိုင် KCN သတင်းအေဂျင်စီကဖော်ပြခဲ့ပါတယ်။ထပ်မံပြီးတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့တူရကီမှာရေမွေးကုန်လောက်ရုံမှာမီးလောင်ပြီးလူ၆ဦးသေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုထပ်မံပြီးတင်ဆက်ပေးမှာပါ။တူရကီအနောက်မြောက်ပိုင်းမှာရှိတဲ့ဂိုရောင်နေနဲ့ဆေးရုံတွေတည်ရှိရာရေမွေးကုန်လောက်ရုံတစ်ခုမှာနိုဝင်ဘာ၈ရက်ကမီးလောင်မှုကြီးဖြစ်ပွားခဲ့ပြီး ဆယ်ကျော်သက်နှဦးအပါအဝင်လူ6ဦးသေဆုံးခဲ့တယ်လို့အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ထရန်ရရှိသူ9ဦးရှိပြီး၎င်းတို့တွေကတအူးဟာပြင်းပြင်းထန်ထန်ထရန်ရပြီးမိလောင်မှုဖြစ်ပွားပြီးတဲ့နောက်ကုန်းလောင်ယုံပိုင်ရှင်အပါဝင်လူသုံးဦးကိုဖမ်းဆီးခဲ့ကြောင်းတောင်ဝင်ရှိသူတွေကဆိုပါတယ်။အစ္စတန်ဘူကနေ43မိုင်အကွာရှိတဲ့ဒီလိုပါစီမြို့မှာနိုဝင်ဘာ10ရက်မနက်9:00နာရီကမိလောင်မှုဖြစ်ပွားခဲ့ကြောင်းကိုကေလီပြည်နယ်အုပ်ချုပ်ရေးမှူးအီဟာမီအက်စတက်ကဆိုပါတယ်။ မိသားသမားတွေနဲ့တခြားအရေးပေါ်ဌာနကအဖွဲ့ဝင်တွေကမိကိုအလင်းမြန်ထိန်းချုပ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။မိလောင်ရတဲ့အကြောင်းရင်းကိုသိရှိနိုင်ဖို့စုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေခဲ့ပါတယ်။တည်ဆုံးသူတွေမှာအသက်16နှစ်နဲ့18နှစ်အရွယ်ဆဲကျော်သက်မင်းကလေး2ဦးလဲပါဝင်ကြောင်းကိုကေလီမျိုးရုံဝန်ကပြောပါတယ်။တို့အထဲမှာဘာတွေဖြစ်သွားသလဲဆိုတာကိုမပြောနိုင်သေးပါဘူးလို့ဆိုပါရယ်ကျွန်တော်ပောက်ကွဲတန်ကြားလို့လှမ်းကြည့်လိုက်တော့လုံဖော်ကိုင်မဲတယောက်ရဲ့အင်ဂျီမီးလောင်နေတာတွေ့လိုက်ပါတယ်လို့မျက်မြင်တွေ့ရှိသူတဦးကဆိုပါရယ်နောက်ဆုံးသတင်းဒီပုံအနေနဲ့ ဘာစီလိုနာမှာနေမာသွင်းယူခဲ့တဲ့ဂိုးအရေးအတွက်ကိုလီဝန်ဒေါစကီကျော်ဖြတ်ခဲ့တယ်ဆိုတဲ့အကစားသတင်းကိုတင်ဆက်ပေးပါမယ်။ဘာစီလိုနာအသင်းရဲ့ပိုလန်တိုက်စင်မိုးလီဝန်ဒေါစကီဟာဆက်တာဗီဂိုနဲ့ပွဲမှာဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့်ဘာစီလိုနာမှာကစားစဉ်နေမာသွင်းယူခဲ့တဲ့ဂိုးအရေးအတွက်ကိုကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ ဘာစီလိုနာအသင်းရဲ့ကျယ်ပွင့်ကစားသမားတဦးဖြစ်ခဲ့တဲ့ဘရာဇီးတိုက်စင်မိုးနေမှာဟာဘာစီလိုနာအသင်းမှာလင်းရသေးကြကစားခဲ့စဉ်အတွင်းပြိုင်ပွဲဆောင်186ပွဲရှင်ပြိုင်ကစားပြီး105ဂိုးသွင်းယူခဲ့တာပါလီဗွန်ဒေါစကီအတွက်လည်းဒီယာတီကဘာစီလိုနာကစားသမားဘဝ၄ရာသီမြောက်ဖြစ်ပြီး၁၅၉ပွဲရှင်ပြိုင်ပြီးချိန်မှာ၁၈၉ကိုသွင်းယူနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ်လေဝန်ဒေါစကီဟာတကောက်ကျော်တန်ရာကြောင့်တလားကြာအနားယူခဲ့ရပြီးပထမဆုံးအကြိမ်ပွဲထွက်ကစားသမားအဖြစ်ပြန်ကစားတဲ့ပွဲမှာပဲ hatrick သွင်းယူနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါသူ့အတွက်လာလီကာမှာ၃ကြိမ်မြောက်သွင်းယူနိုင်တဲ့ hatrick ဖြစ်ပြီးပွဲပြီးမှာလေဝန်ဒေါစကီကကျွန်တော်တို့အရန်ပြောပါရယ်ဗီဂိုကကျွန်တော်တို့အတွက်အမြင်ကစားရခက်တဲ့နေရာတစ်ခုပါအခုကျွန်တော်တို့ရီယယ်မက်ဒရစ်နဲ့အမှတ်နဲ့နဲ့ပဲကွာဟပါတော့တယ်နိုင်ငံတကာရဲတပ်တပ်ပတ်ပြီးရင်ကျွန်တော်တို့ပိုကောင်းလာမှာပါလို့ပြောခဲ့ပါရယ် နိုဝင်ဘာလ10ရက်နေ့ည8:00နာရီညပိုင်းသတင်းတွေကိုတရားထုံးနဲ့တင်ဆက်ပေးသွားခဲ့တာပါကြည့်ရှင်နာဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါရရှင်။တာယာရဲ့ညချမ်းလေးဖြစ်ပါစေ။